မင်္ဂလာပါဒီနေ့မျှဝေပေးမှာတော့လူခွေနဲ့ကန့်ညီတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပါလဲဆိုတာလေးမျှဝေပေးမှာဖြစ်ပါတယ်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာနိုင်ငံတစ်ခုရဲ့လေပတ်နယ်ခြံများကိုပုံပြီးကောင်းပုံဖော်ပြရတာဖြစ်တယ်အစိုးရနဲ့နိုင်ငံသူနိုင်ငံသားတွေပြည်တွင်းကြမှာချုပ်ဆိုထားတဲ့ပြင်မြင်လို့လည်းခေါ်ကြတယ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုလေ့လာကြည့်မယ်ဆိုရင်ဘာတွေ့နိုင်လဲဆိုတော့အစိုးရတရရဲ့တာဝန်နဲ့လုပ်ပိုင်ခွင့်ရဲ့မန္တန်တခုနဲ့တခုကြားထင်းထင်းလေပတ်နေတဲ့အာဏာပွဲဝင်မှုနဲ့အာဏာသက်ရောက်စေမှုရဲ့ ။နောက်နိုင်ငံတစ်ခုကိုဘယ်လိုပုံစံမျိုးမျိုးမှန်းပြီးတိစောက်မလဲလေပတ်သွားမလဲဆိုတာလေးတွေကိုတွေ့နိုင်ပါလေ။နောက်အရေးကြီးတာပြည်သူတွေခံစားရမယ့်လူခွင့်ရအတီအလင်းအတိတ်ပဲဖော်ပြထားရမယ်။နောက်ပြီးဒီလူခွင့်ရတွေကိုပြည်သူတရက်လုံးခွဲခြားမှုမရှိပဲခံစားနိုင်မှုတွေလှုပ်ဆောင်မဲ့အစိုးရရဲ့တာဝန်တွေကိုဖော်ပြထားရရဖြစ်ရမယ်။ဒါကြောင့်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာအစိုးရနဲ့ပြည်သူတွေကြားတာဝန်ရှိမှုနဲ့တာဝန်သိမှုတွေကြားမှာချုပ်ဆိုထားတဲ့ပြင်ရင်းဆိုရင် မမှားပါဘူး။ဖွဲ့စည်းပုံစံရဲ့ဥတွေဟာပြည်သူတွေရဲ့အခွင့်အရေးတွေကိုနှင်းဆိုတတ်မှတ်ပေးထားတာဖြစ်တဲ့အတွက်လူခွင့်ရဲ့ပတ်သက်ရင်နိုင်ငံတကာနိုင်ငံရဲ့ဖွဲ့စည်းပုံစံရဲ့ဥတွေဟာရန်ရည်ကြည့်ပါဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုကိုကျွန်တော်တို့လူခွင့်ရရစမ်းစစ်ကြည့်မယ်ဆိုရင်အပိုင်းနှစ်ပိုင်းနဲ့စမ်းစစ်လို့ရပါတယ်။တစ်ပိုင်းကတော့ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲတဲ့ပိုင်းဖြစ်ပါတယ်။နိုင်ငံတကာနိုင်ငံအတွက်ပြည်သူတွေအတွက်အရေးကြီးတဲ့ဒီအခြေခံဥပဒေကိုရေးဆွဲတဲ့အခါမှာဘယ်လိုရေးဆွဲကြလဲ ဘသူတွေပါဝင်ရေးဆွဲကြလဲဆိုတဲ့အချက်ကရေးကြည့်ပါတနက်ပြောင်းအောက်ကနေရေးဆွဲရလားဒါမဟုတ်လူတချို့ကကိုယ်စိတ်ဆိုင်ကိုရေးဆွဲရလားဒါမဟုတ်ပါဝင်သိပါဝင်ထိုက်တဲ့သူတွေရေးဆွဲရလားဆိုတဲ့အချက်လေးတွေနဲ့စမ်းသပ်နိုင်ပါတယ်ပါဝင်သိပါဝင်ထိုက်တဲ့လူတွေပါဝင်ပြီးရေးဆွဲမယ်ဆိုရင် မတူညီတဲ့အယူအဆတွေကိုထည့်သွင်းစဉ်းစားမှဖြစ်လို့အချိန်တော့ပူကြနိုင်တယ်။ဒါပေမဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအရပြားဝင်မှုပူရနိုင်တယ်။ဒါ့အပြင်ဖွဲ့ချဖိတ်ချင်ခံရတဲ့လူနည်းစုပြည်သူတွေအတွက် သူတို့ရဲ့အရေးပေါ်မှာထည့်သွင်းစဉ်းစားဖြစ်တာကြောင့်ဒန်းသူညီမျှမှုကိုပေါ်ဆောင်ပေးနိုင်တဲ့ချက်ကိုအမှတ်ခံပေးနိုင်တယ်။လူခွေနဲ့ပတ်သက်ပြီးစမ်းစစ်လို့ရတဲ့နောက်တစ်ပိုင်းကတော့ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါဝင်တဲ့လူခွေမျိုးစားတွေဖြစ်တယ်။ခွေးစည်းမုံခြေကဥတွေထဲမှာလူခွင့်ရင်အခြေခံမူတွေနဲ့ပတ်သက်ပြီးဘလောက်ထိလက်ခံကျင့်သုံးထားလဲလူတိုင်းတွက်လာခွဲခြားမှုတွေရှိနေလားမတူညီခွဲပြားမှုတွေကိုလက်ခံပြီးတော့ခွဲခြားမှုတွေကိုတားဆီးပေးလားဆိုတဲ့စတဲ့အချက်တွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုဟာလူခွင့်ရဘယ်လောက်ထိအသိမှတ်ပြုလဲဆိုတော့စမ်းစစ်နိုင်ပါလေအခြားရေးကြည့်တဲ့စမ်းစစ်မှုတွေကဘာကြီးလဲဆိုတော့တိုင်းပြည်ရဲ့မန္တန်ကြီးတုံးမှုဖြစ်တဲ့အုတ်ချုပ်ရေးတရားစင်ရေးတရားဥပဒေပြုရေးဆိုတဲ့မန္တန်ကြီးတွေမှာအပြန်အလှန်တာဝန်ခွဲဝေမှုတွေထိန်းချုပ်မှုတွေရှိနေပြီလားထိန်းချုပ်တဲ့ပုံစံရောလူခွင့်နဲ့ပတ်သက်ပြီးကာဝယ်ပေးတဲ့ပုံစံဖြစ်ရလားနောက်ဒီမန္တန်ကြီးတုံးမှုတွေမှာတစ်ခုချင်းလိုက်လူခွင့်ကိုလေးစားဖို့ကာဝယ်ဖို့ဖြည့်ဆည်းပေးဖို့အတွက်တာဝန်တွေလုပ်ပိုင်ခွင့်နဲ့ပြည့်ဝရှိရလားဆိုတော့ စမ်းသမှုတွေဖြစ်ပါတယ်။ဒါ့အပြင်ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာလူခွင့်ရချိုးပေါက်ခံတဲ့ပြည်သူတွေတိုင်ကြားဖို့အတွက်လူထုံးလုံးနေတဲ့ရန်တရားတွေကိုအတိမပြုခွင့်ပြုထားလား။အမှန်တရားရှာဖွေနိုင်မှုအတွက်အထူးအစီအစဉ်တွေရှိပြီလား။တရားမျှတမှုကိုပေါ်ဆောင်နိုင်မဲ့လူထုံးလုံးနေလုပ်ငန်းစဉ်တွေရှိလား။လူခွင့်ကြောင့်ပူချပေးမဲ့ပညာပေးအစီအစဉ်တွေရောတရားဝင်ခွင့်ပြုထားလားဆိုတဲ့အချက်တွေနဲ့တိုင်းတနိုင်ပါလေ။ဆိုတော့ကဒီချက်တွေပြည့်စုံမှုအတွက်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲတဲ့အခါမှာ ပါဝင်တဲ့ပါဝင်ထိုက်တဲ့လူတွေလည်းပါရမယ်။အများအားဖြင့်ဖေချင်းချင်းခံထားတဲ့လူတွေအရေးတွေပါဝင်နိုင်မှုအတွက်သူတို့ရဲ့တန်ကိုလည်းလေးစားပြီးပါဝင်ရှိရမယ်။ဖွဲ့စည်းပုံချေဥပဒေမှာအခွင့်အရေးမျိုးစားတွေစုံလင်ပြီးတော့တူဦးတယောက်ချင်းအခွင့်အရေးအောက်ဆလိုက်အခွင့်အရေးတွေကိုကာကွယ်ပေးနိုင်တဲ့အမခံချက်တွေရှိရမယ်။နိုင်ငံတကာစံချိန်နဲ့ကန့်ညီပြီးတော့ချိုးပေါက်တဲ့အခါမှာတန်ကြားနိုင်တဲ့ဥပဒေအရအေးအေးယူနိုင်တဲ့လုပ်ငန်းစဉ်တွေလည်းရှိရပါမယ်။ ကနာတီရီမှာကန္နာလိုက်လူခွင့်ရေးကိုစာကွယ်လေးစားမြင့်တင်ပြီးတာဝန်တွေပါဝင်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်လာမှဒါဟာလူခွင့်ရေးနဲ့ကန့်ညီတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေလို့ဆိုနိုင်မှာဖြစ်ပါတယ်။ကြီးစုနိုင်စင်ပြည်အတွက်ကျေးဇူးတင်ပါတယ်။နောက်တစ်ခေါက်ပြန်ဆောင်ကြမယ်နော်။